ကိုယ့်ရဲ့ကျွေးနီးစာနဲ့တသက်တာစုဆောင်းထားတဲ့ငွေတွေနဲ့အိမ်မက်အိမ်တလုံးကိုတိဆောက်ဖို့စဉ်းစားနေပါသလားဒါဟာဘဝရဲ့အရေးကြီးဆုံးရင်းနှီးမြှုပ်နှံမှုတွေတဲကတစ်ခုပါပဲဒါပေမဲ့ဒီနေ့ခေတ်မှာ online ကနေအလွယ်တကူစောက်လုပ်ရေး page တွေရှာလို့ရလာတာနဲ့အများကြားဖြန့်လုခေါ်တဲ့ online ငွေလိမ်လုပ်ငန်းတွေဟာစောက်လုပ်ရေးနယ်ပယ်တွေကိုဝင်ရောက်လာနေပါပြီဈေးနှုန်းအလွန်ချိုသာတာကိုတွေ့ပြီးအလောက်အလိုက်မိရင်တင့်ညာအိမ်မက်တွေပျက်စီးသွားနိုင်ပါတယ် ဒါဆိုကိုအပ်မဲ့ page ဟာတကယ်လုပ်ငန်းရှင်အစ်စ်လားဒါမှမဟုတ်လူလင်းလားဆိုတာဘယ်လိုခွဲကြမလဲတတိထားတဲ့အဓိကအချက်၃ချက်ရှိပါတယ်နံပါတ်၁ page ပေါ်ကပုံလင်းတဲ့အကြောင်းအရာတွေကိုစစ်ဆေးပါ လူလင်း page တွေဟာ Pinterest Google ကအလွယ်တကူရတဲ့ပြည်ပကဓာတ်ပုံတွေကိုပဲအများစုသုံးပြီးသူတို့ရဲ့ PC သွားသော project ဆိုပြီးတင်တတ်ပါတယ်တကယ်လုပ်ငန်းခွင်ပုံအလုပ်သမားတွေရဲ့ပုံ မရှိသလောက်ရှားပါပြီးအင်ရှင်အသက်အကျိုးရှိမဲ့ ဘူးသူတော်တွေတင်လို့မရှိပါဘူး page transparency မှာလည်း page တက်တန်းကိုစစ်ဆေးဖို့မမေ့ပါနဲ့နံပါတ်၄ဈေးနှုန်းနဲ့ငွေပေးခြင်းမှုပုံစံကိုတတိထားပါလက်ရှိကုန်ကျန်းဈေးနဲ့လုံးဝမဖြစ်နိုင်တဲ့ဈေးနှုန်းတွေနဲ့ဆွဲဆောင်တတ်ကြတယ်ပြီးတော့ခိုင်မာသောစာချုပ်မရှိပဲစုစုပေါင်းတန်ဖိုးရဲ့၄၀က၅၀ရာခိုင်နှုန်းလောက်အထိဆင်းရဲငွေကြိုတောင်းတတ်ပါနဲ့ဒါဟာအလွန်အန္တရာယ်များတဲ့လက္ခဏာပါပဲနံပါတ်၃လုပ်ငန်းအတွေ့အကြုံနဲ့အာမခံရက်ကိုမေးမြန်းပါ သူတို့ဆောက်ခဲ့တဲ့ site တွေကိုလိုက်မပြနိုင်တာသုံးမဲ့ PC အမျိုးအစား PC မဲ့ရက်အာမခံကာလစတဲ့အသေးစိတ်မဖော်ပြတဲ့အပေါ်ယံစာချုပ်တွေနဲ့လှည့်ဖြားတတ်ကြတယ်။ဒါဆို အလိမ်မခံရအောင်ဘယ်လိုကာကွယ်မလဲ။ရုံးခန်းကိုလူကိုယ်တိုင်တွားရောက်လေ့လာပါ။ဆောက်ခဲ့တဲ့ site တွေကိုလိုက်ကြည့်ခွင့်တောင်းပြီးအနီးအနားမှာစုံစမ်းပါ။စာချုပ်ကိုအသေးစိတ်ဖတ်ပြီးမှလက်မှတ်ထိုးပါ။ငွေကိုဘယ်တော့မှတလုံးတစ်ခဲတဲ့အကျိုးမပေးဘဲလုပ်ငန်း PC မှုအလိုက်အဆင့်လိုက်တာပေးချေပါ။ ဈေးနှုန်းချိုတာတာတခုတည်းနဲ့မဆုံးဖြတ်ပဲအခုပြောပြခဲ့တဲ့အချက်တွေနဲ့တိုက်ခိုက်စစ်ဆေးပြီးမှခိုင်မာစိတ်ချရတဲ့လုပ်ငန်းကိုရွေးချယ်တင်ပါတယ်။ဒီဗီဒီယိုလေးကအကျိုးရှိတယ်ထင်ရင်သင်ရဲ့မိတ်ဆွေမိသားစုတွေအလိမ်မခံရစေဖို့ share ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်။